EFID ရဲ့အထောက်ပံ့နဲ့အခုလို ဆိုလာစနစ်သုံးပန့်နဲ့ပန့်အပိုပစ္စည်းတွေလွှဲပြောင်းပေးတဲ့အခမ်းအနားမှာတော့2014ကစတင်ခဲ့တဲ့ကြေးရွာပြည်သူတွေအိမ်နိုင်ရာရောက်ရေပေးဝေရေးစီမံချက်အရာသုံးခွင့်ဆိုင်ပြုလုပ်နေတာဖြစ်ပါတယ်။ရေရှည်တည်တတ်တဲ့ဖွံ့ဖြိုးရေးပန်းတိုင်ရည်ရွယ်ချက်အရာရေနဲ့ပတ်သက်လို့ကျေးနပ်နေပြည်သူတွေစီ အိမ်နိုင်ရာရောက်ရေဝေပြီး 24နာရီပတ်လုံးရေအဆက်မပြတ်ရရှိစေဖို့ပိုးမွားကင်းစင်ပြီးဓာတ်ရုဆေးနဲ့ကင်းဝေးစေမယ်တန်ရှင်းတဲ့ရေဖြစ်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။လာမယ့်2030မှာကျေးလက်နေအိမ်တော်စုအားလုံးရဲ့90ရာခိုင်နှုန်းတောက်သုံးရေရရှိစေဖို့ UNICEF ရဲ့မဟာဗျူဟာကိုပံ့ပိုးပေးနေတာဖြစ်လို့ဒီအတွက်အစိုးရတခုတည်းကမဟုတ်ဘဲအလူရှင်အဖွဲ့အစည်းတွေနဲ့ပြည်သူက ပူပေါင်းပါဝင်မှုလူတဲလို့ဥခင်အောင်သိန်းကအခုလိုရှင်းပြပါဗျ။ကျွန်တော်တို့2016ခုနှစ်ကစပြီးတော့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးကြီးမားချက်တွေအားကျွန်တော်ပြောင်းလဲသွားပါပြီခင်ဗျာ။ဒီရင်တော့ကတော့ Millennium Development Goal လို့ခေါ်ပေမဲ့လို့ယခုအခါကျတော့ Sustainable Development Goal လို့ခေါ်ပါတယ်။ဒါပါလို့ပြောတာလဲဆိုတော့စင်ဆက်မပြဖွံ့ဖြိုးရေးကြီးမားချက်တွေနဲ့တွဲနေတာဖြစ်ပါတယ်။အိမ်တိုင်း ရရရှိစေရမယ်အိမ်ဝင်းထဲမှာရှိရမယ်လိုတဲ့အချိန်မှာရရှိစေရမယ်လိုတဲ့အချိန်မှာရရှိစေရမယ်ဆိုတဲ့သဘောကတော့တရက်ကို24နာရီတစ်ဖက်ကို9ရက်ရရှိစေရမယ်စနစ်ဖြစ်ပါလေခင်ဗျာနောက်ပြီးတော့ဖြန့်ဝေပေးမယ်ရေတွေရလဲပုံမွားကင်းစင်ရမယ်နောက်အန်ဒီရွေဖြစ်စေတဲ့ဓာတ်ရုပ်ပစ္စည်းတွေကင်းလွတ်စေရမယ်ဆိုတဲ့အချက်လေးပါပါလေခင်ဗျာအဲနောက်တစ်ခါကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီရေရရှိရင်းနဲ့ပတ်သက်ပြီးရေရရှိရေးတကိုရေတန်ရှင်ပအဝန်ကျင်တန်ရှင်နဲ့ပတ်သက်ပြီးမဟာဗျူဟာနဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရေးဆွဲနေအောင်ယူနီဆက်ကတံပိုးလျက်ရှိပါတယ်ခင်ဗျဒီမဟာဗျူဟာထဲမှာဘာပါလဲဆိုရင်2030ခုနှစ်အရောက်မှာ50ရာခိုင်နှုန်းသောပြည်သူတွေဟာစိန်တန်ရာရောက်ရေပေးစနစ်ရှိစီရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်ခင်ဗျဒီလိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့အတိပေးချင်းလင်းထားဖို့လိုပါတယ်ပြည်သူလူတို့ရဲ့အထက်ဝင်မှုလည်းလိုပါတယ်နိုင်ငံတော်ကြီးပဲဆောင်ရွက်နေမယ်အစား ပုဂ္ဂလိကအခန်းကဏ္ဍကနေပါဝင်လာမယ်ဆိုရင်အလင်းမြောင်အောင်မြင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ2014ကနေ2016အတွင်းဒီစီမံချက်အရာမူလရည်မှန်းချက်ကကြေးရွာပေါင်း130မှာအကောင့်ထည့်ဖော်ဖို့ဖြစ်ပြီးမြိုင်ပေါက်နထိုးကြီးနဲ့ဝက်လက်မြွနယ်တွေကကြေးရွာ130ကအိမ်အောင်စုပေါင်း1964အိမ်နဲ့မူလရန်ကျောင်း69ကျောင်းအလေရန်ကျောင်း22ကျောင်းနဲ့ အထက်တန်းကျောင်းနှစ်ကျောင်းကျမ်းမာရေးဌာနခွဲ22ခုတို့အခုတော့ထောက်ပံ့ပေးနေပြီလို့ဆိုပါတယ်။ကျေးရွာ80ကိုတစ်နှစ်နဲ့ပြီးစီအောင် လုပ်နေပြီး DFID နဲ့လည်းဆက်လက်တိုးချဲ့ဖို့ရှိတဲ့အကြောင်း နောက်ထပ်ပြီးနေတိုင်းတွင်မှာလည်းဆက်လုပ်မဲ့ကိစ္စတွေဆွေးနွေးဖို့ရှိပြီးရေရင်းရေကန်မရှိတဲ့ရွာတွေကိုဦးစားပေးမှာလို့ဆိုပါတယ်။စိုက်ပျိုးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနက ကျေးလက်ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်ကတော့သူတို့အစိုးရဘက်ကကူညီပေးနိုင်တာတွေကို အခုလိုရှင်းပြပါဗျ။ရေရင်းမရှိသေးတဲ့ရေကန်မရှိသေးတဲ့နေရာကိုသွားရတယ်ဦးစားပေး။ဒါပေမဲ့ခုနကကျွန်တော်အစမှပြောခဲ့တဲ့ SDG ပေါ့ Sustainable Development Goal ရလည်းကျွန်တော်တို့ကသူကဟိုနေ့ပေါ့ Sustainable ဖြစ်ရမယ် Management လုပ်နိုင်တဲ့ဟာဆိုတာလူရင်းပြတာစနစ်ကိုပြောတာ။အခုကျွန်တော်မှ Strategy ကလည်းမထားလို့မရဘူး။တစ်ချိန်ချိန်မှာကျွန်တော်တို့က 2030မှာခေါက်ကရီမီတာစနစ်အပါဝင်တန်ချောင်းသောက်တုံးနဲ့ရရှိတဲ့ရီက2030မှာအိမ်တိုင်းရမယ်ဆိုရီမတ်ချက်ရှိတဲ့ခါကျတော့ရေရင်းရေကန်တွေပြီးပြီးသားအပြင်ရီမီတာစနစ်တွေလုတ်သွားမှရမယ်ဆိုတော့ကျွန်တော်တို့ကပါလာတယ်အဲ့ချိန်မှာဒါအလူရှင်ရှိတဲ့ defect လို့ဟာမျိုးဒါကိုကျွန်တော်တို့အောင်မြင်မှုကိုကျွန်တော်တို့အဆူအောင်ချပြရမယ်ချပြနောက်အချိန်ကျလို့ရှိရင်ပြည်သူလည်းပါပုဂ္ဂလိကလည်းပါနိုင်ငံတော်ကလည်းထည့်သွင်းဒါလေးတွေက ဖြစ်လာနိုင်ကြအကြောင်းမရှိပါဘူးဒါလက်တွေ့ပါပဲဒါပြည်သူရဲ့ဒါဒီမှာဆိုလို့ရှိရင်ပြည်သူရဲ့ထက်ဝင်မှုကဒါဒါအမခံပါပဲဒါကြောင့်ကျွန်တော်တို့ဒါဒီအကျိုးမြတ်ကိုပြပြီးတော့ဒါမော်ဒယ်တစ်ခုပါပဲစာသင်ကျောင်းတစ်ခုပါပဲဒီနေရာတွေကိုကျွန်တော်နောက်တိုးချက်လုပ်မဲ့ဟာတွေကိုကော်မတီလာဒီမှာလေ့လာဘာလို့သိနေဘယ်လိုဆိုဖြစ်နိုင်နေဆိုတာလုပ်ပြီးကျွန်တော်ဆက်လုပ်သွားမှာဖြစ်ပါနီးပညာအဓိကပေါ့နီးပညာဆိုကျွန်တော်တို့ဒီ pipeline design တွေရေကန် design တွေရေစင် design တွေ twin design တွေကြာကျွန်တော်တို့အကူအညီပေးပါတယ်နောက်တစ်ခါဒီကောင်တွေတချို့နေရာတွေမှာ ဒီ function ဖြစ်အောင်လို့ comedy ကသွားမယ့်နေရာ မှာလည်းကျွန်တော်တို့ကကူညီရမယ့် panel အများကြီးရှိပါသေးတယ်ဗျာ comedy ကနေပြီးတော့ handle လုပ်နိုင်တဲ့အထိ level နိုင်တဲ့အထိကျွန်တော်တို့ကူညီပေးရမယ်နောက် entertainment လုပ်ငန်းတွေရှိတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့ကဒါပေါင်းဆောင်ပေးရမှာဖြစ်ပါတယ်ဗျာဟုတ်ရှင်းလက်ဒေတာကအိမ်အောင်စုတိုင်းမှာတောက်သုံးရင်အလွယ်တကူရရှိစေဖို့ ਨੇ ကျမ်းမာရေးအရာအမှုအကျင့်တွေပြောင်းလဲလို့ပိုကောင်းလာတဲ့အခါယောဂဖြစ်ပွားမှုကိုလည်းရောကြနိုင်စီမဲလို့ဆိုပါတယ် government who's supporting in all manner of way, whether it's from central through the regions, through the through the townships, through the actual village committees, but also support from NGOs, support from UNICEF. ဒါဟာတကယ့်ကိုဖြစ်လာစေခြင်းနဲ့ဆန္ဒပါလူရီဟာအိနန်ယာရောက်ရေကောင်းရေတန်းတွေရနေတယ်ဆိုတဲ့အချက်ကအရန်ကိုအားတက်စေပါတယ်ပြည်သူအစိုးရနဲ့ UNICEF တို့လက်တွဲပြီးလှုံ့ဆော်နေတာကအားရစရာကောင်းပါတယ်ရေပေးဝေရေးစနစ်တကြောင်ရေဖောဖောတီတီတုံးဆွဲလာနိုင်ပြီလို့ဆိုတဲ့ပေါ့မြုံနဲ့အင်ပင်ရွာကဒေါ်အုံးထီတယောက်အရင်တော့ကရေအခက်ခဲတွေကိုအခုလိုပြန်လည်ရှင်းပြခဲ့ပါတယ်ညီမတို့မှာဆိုလို့ရှိရင်ဟိုရေတော့မှလူတယောက်က ဆောင်ပြီးငင်းဆောင်ငင်းယူရတာအိမ်ကိုတယောက်ကအသေးရရမြရေလေးကိုမိသားစုကလည်းများများနဲ့ဆိုတော့အရေကိုသုံးလောက်အောင်မရဘူးပေါ့ဆောင်ခတ်ခဲ့ရတာကျင်းအိုင်လေးတိတ်တိတ်လေးကိုအဲလူငါရင်ရက်ခတ်ခဲ့ရတာခတ်ခဲ့ခဲ့တာပေါ့ရေရတာကြတော့အဆင်ပြေတာပေါ့ပို့ပြီးတော့ဝမ်းတာတာပေါ့ရင်ငုတ်ကြီးပထမလာဆင်တော့မြန်ဝမ်းတာလိုက်တော့ဝမ်းတာတဲ့မျက်ရည်တောင်ကြမိတယ်လက်ရှိပြီးစီးနေတဲ့ကျေးရွာရေပေးဝေမှုစနစ်ဟာ ရေမီတာနဲ့အိမ်တိုင်းစီရေပိုက်ကနေအလွဲတကူရိုက်ယူသုံးဆွဲနိုင်ပြီဖြစ်လို့တက်စင်ကားကတော့နေရအကွာဝေးပေါ်မူတည်ပြီးကြက်2000ကနေ3000ခွဲကြာကုန်ကြမှာဖြစ်ပါတယ်။ရေသုံးဆွဲမှုကတော့ရေမီတာကြီးအဖြစ်ပုံမှန်ကောက်ခံသွားမှာလည်းဖြစ်ပါတယ်။